ဟယ်လို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 အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒါ United Show ကနေကြူပါတယ်ကြူစုပါတယ်ဟဲ့နော်ကြူပါတယ်ကြူစုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့နိပြအဲ Ruben Amorin ကကျွန်တော်တို့ဒီ တရင်သာရှင်လင်းပွဲကျွန်တော်လှုပ်ထားတယ်ဗျာနော်တရင်သာရှင်လင်းပွဲလှုပ်ထားတယ်ဒီမှာကျွန်တော်ဒီစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကျွန်တော်ရှိတယ်အဲဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးမင်္ဂလာပါနော် line ကောင်းလားတော့မသိဘူးသိလားဘာလို့လဲဆိုတော့အခုလက်ရှိအနေထားကလေအခုလက်ရှိနေထားကဒီမှာရောက်နေတဲ့နေရာက internet ကအဲ့လောက်ကြီးတဲ့အခြေအနေမကောင်းဘူးဗျာသိလားနော်အဲခဏလေးကျွန်တော်အဝိုင်းအဝါလှုပ်ကြည့်လိုက်မယ်နော်ကျွန်တော်လေးလိုက်တယ်အော်ဒီမှာပြောင်းလို့မရတော့ဆရာကြီးငါကြည့်တယ်ပါမယ်နော် line မကောင်းပါဆိုလို့ line မကောင်းပါဆိုလို့နော်အဲဒါကို နော်ဒီလိုလေးပြောင်းကြည့်လိုက်မယ်နည်းနည်းလေး line မကောင်းပါဘူးဆိုတော့ဘာလို့လဲဆိုတော့ဒီတခြားစီရောက်နေတော့နော်တခြားစီရောက်နေတဲ့ရောက်တဲ့နေရာပြအင်တာနက်ကအဲ့လောက်မကောင်းဘူးသိလားအင်တာနက်ကအဲ့လောက်မကောင်းဘူးဆိုတဲ့အခါကျတော့လေတိုင်ပတ်တယ်နော်အဲနောက်တစ်ခုကဟိုဘာလဲ watch လောင်း တော်မှာပဲမင်းမနဲ့ဖြစ်ရင်ကဒီမှာပဲလိုရမယ့်အနေထားမှာရှိတယ်သိလား တော်လည်းရှိလို့တယ်မပြန်သေးဘူးဖြစ်နေတာเนาะမပြန်သေးဘူးဖြစ်နေတယ်ဒီမှာကော်မလီကမပြန်သေးနိုင်အောင်ပေါ့အမောင်ရဲပေါ့เนาะမပြန်သေးနိုင်အောင်ပေါ့အသိတယ်မလားဒါတစ်ဖက်လောက်တော့หนีသွားပါအောင်ပေါ့အဲ့လိုဆိုတော့လေတစ်ခါလေသူ့အလူကလိုက်ပြီးရတယ်ဒီเนาะဆိုတော့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆက်သမိုင်းเนาะမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပြောကြည့်အောင်เนาะဒါ line မထစ်တော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့เนาะကျွန်တော်တို့ပြောကြည့်အောင်လက်ရှိနီးပြအမိုရင်ကတော့ injury ပြဿနာနဲ့ပတ်သက်လို့သူပြောထားတယ်ဗျာเนาะ injury ပြဿနာနဲ့ပတ်သက်လို့သူပြောထားတယ်လက်ရှိကစားမားတွေရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောထားတယ်ဆိုတော့ခုနကတော့ကျွန်တော်နည်းနည်းပြင်လိုက်တယ် line line တယ်ကျွန်တော်တို့ Brighton နဲ့ကစားမယ်ပွဲမှာကျွန်တော်တို့နေလုံးဝအာယုံဆိုင်မှုအပြည့်နဲ့စမကြက်ကြက်ကျွန်တော်ရှင်ပိုင်ကစားနိုင်မှုလိုတယ်ပေါ့ဆိုတော့ခြုံကြည့်ရမယ်ဆိုလို့ရှိရင်အဲ Amorin ကတော့ကျွန်တော်ဘယ်လိုပြောရမလဲဟမ်ဘယ်လိုပြောရမလဲ Amorin ကတော့ဟမ်မကွိုင်းရနဲ့မေဆန်မောင်းကပေါ့နော်မကွိုင်းရနဲ့မေဆန်မောင်းက ဟာလွတ်မှာမယ်နော်โอเคဆိုတော့ဒီမှာကမဟုတ်ပြကျွန်တော်မီးဟွာမလုံးမှာဆိုလို့ brother တို့တည်လာနော်ဆိုတော့မကွိုင်းရနဲ့မီဆန်မော့မပါနိုင်ဘူးပေါ့ဗျာမကွိုင်းရနဲ့မီဆန်မော့မပါနိုင်ဘူးပေါ့မကွိုင်းရကဟိုတနေ့ရမှာတကယ်ကောင်းထားတာရှိတယ်မမပါနိုင်ဘူးပြပါဖို့မတည်ကြဘူးပေါ့နော်ပါဖို့မတည်ကြတဲ့အခါကျတော့ဒါအဲ့လိုလိုရှိတယ်ဂျန်အက်ဇမ်မာတွေကတော့အကုန်စင်ပြေတယ်လစ်ချာကလည်းပဲကျွန်တော်ထင်ထားတဲ့အတိုင်းပဲ သူပြန်ပြီးတော့မပါနိုင်သေးဘူးပြန်ပါဖို့သူမတည်ကြသေးဘူးဆိုတဲ့အခါကျတော့နော်ပြန်ပါဖို့မတည်ကြသေးဘူးဆိုတော့အဲ့လိုလိုရှိတယ်ဂျန်နီဆာမားတွေထပ်ပါတော့ကူညာတို့ဘင်ဂျမင်ရှေ့ကူတို့ဘာတို့ဒါဆင်ပြေတယ်ပေါ့နော်အကယ်လို့မေဆန်ဘောမပါနိုင်ဘူးဆိုလို့ရှိရင်ကူညာနဲ့ကျွန်တော်သာဘင်ဂျမင်ရှက်ကိုဘရိုင်ယန်အမ်ဘူမိုဆိုတဲ့တိုက်စစ်အတွဲကိုလည်းမြင်ရမှာပေါ့လေအဲဒီလိုမျိုးထိခိုက်မှုရှိထားတဲ့ဆိုကြတဲ့ကပွဲထွက်လူစင်မှာလုံးဝပါမှာမဟုတ်ဘူးလို့ကျွန်တော်တို့နေယူဆလို့ကျွန်တော်ရနေပြီပြည်သေးလား ပွဲထွက်လူစင်မှာလုံးဝပါမှာမဟုတ်ဘူးလို့ကျွန်တော်ယူဆလို့ရနေမှာကွန်ရတော့ပါလေဆိုတော့ကျန်တဲ့ exam တွေကတော့အကုန် AC ပဲပေါ့နော်အဲဒါအပြင်ကျွန်တော်အနေနဲ့ထပ်ပြီးတော့ပြောရတယ်မာလီနဲ့ပါနေလားမာလီနဲ့မပါပါဘူးဆရာသမားနော်မာလီနဲ့မပါပါဘူးနောက်တစ်ခုကတော့ Liverpool အသင်းကိုအနိုင်ရခဲ့တဲ့အရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော် Liverpool အသင်းကိုနိုင်ခဲ့တဲ့ပွဲကဒီဘယ်လို Spirit နဲ့ပေါ့နော် Spirit နဲ့ဘယ်လိုပြောမလဲဒီ Energy လုံးဝ Mentality နော်ဒါကိုအသုံးချပြီးတော့ ာမယ်ပွဲတွေမှာပိုကောင်းအောင်ကျွန်တော်တို့ရေလှုပ်ပြနိုင်ဖို့ကျွန်တော်တို့လိုတယ်ကျွန်တော်ရဲ့အဓိကအာယုံဆိုင်ရမှာဟာလာမယ်ပွဲဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်တွေကပြီးသွားခဲ့ပြီကျွန်တော်ခေါင်းထဲမှာမရှိတော့ဘူးဒါပေမဲ့လို့ပြီးခဲ့တဲ့ပွဲစဉ်တွေကနိုင်ပွဲရလာတဲ့အနေအထားတွေကိုကျွန်တော်ကြည့်ပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲဒီလာမယ်ပွဲတွေမှာနိုင်ပွဲရအောင်ကျွန်တော်ကြိုးပမ်းမှာဖြစ်တယ်ပေါ့ဗျာအဓိကလည်းဒါပဲအဓိကလည်းဒါပဲဆိုတော့ကျွန်တော်တို့ပွဲတစ်ပွဲချင်းစီတိုင်းသွားတဲ့အခြေအနေမျိုးမှာ ဟိုအတင်းပပကဘောနော်အာလီဗာပူးနဲ့ပွဲစဉ်မှာနိုင်ခဲ့တယ်ကွာဆိုပြီးတော့ဟိုလီဗာပူးနဲ့ပွဲနိုင်ပြီးတော့နောက်ထပ်ပွဲစဉ်နေဇက်တိုက်တိုင်ပက်နေမယ်ဆိုရင်လည်းပဲအစင်ကမပြေပြန်ဘူးညာညီကလို့တည်တဲ့တိုင်မျိုးဟုတ်တယ်မလားနော်ဟိုဒါကြောင့်ကြည့်ရင်ဟိုဘယ်လိုပြောမလဲလာမယ်ပွဲအခုလက်ရှိတွေ့မယ်ပွဲကတည်းအရေးကြီးဆုံးပဲပြီးခဲ့တဲ့ပွဲတွေဘာပဲဖြစ်ဖြစ်ပေါ့နော်အခုလက်ရှိတွေ့မယ်ပွဲတွေအရေးကြီးဆုံးပဲအတင်းတွေလည်းအင်မတန်အရေးကြီးတယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်လီဗာပူးနဲ့ပွဲကတော့တကယ်ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်တယ်ပေါ့အဲ့ဒီရဲ့ကျွန်တော်နေ အချင်းကြီးကောင်းတကူကစားမားတွေရဲ့ဒီနေ့မှာခံယူချက်တွေဘာတွေကိုကျွန်တော်ကကောင်းကောင်းကျွန်တော်ကဖြစ်ပြီးတော့နောက်ပွဲတွေကိုကျွန်တော်ကသွားနိုင်အောင်ကျွန်တော်လုပ်ရမှာအဲကြောင့်လေပါဦးတင်တဲ့ပွဲစဉ်မှာအနိုင်ရခဲ့တဲ့ကျွန်တော်ပေါ်တော့အချင်းကြီးကအင်မတန်ကိုကျွန်တော်ကောင်းပြီးတော့ဒီတိုင်းကျွန်တော်ကရှစ်ဆက်သွားနိုင်ဖို့လိုတယ်။ဒါမဲ့ Brighton ရဲ့ပွဲကိုကျွန်တော်အယုံဆိုင်ထားနိုင်ဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတာ။နော်ဒါကြအပြင် Emery ကဆက်ပြီးတော့ကျွန်တော်ပြောထားတာလေးကျွန်တော်ရှိတယ်။ Fernandes နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ Fernandes ရဲ့ခေါင်းဆောင်နိုင်စွမ်းနဲ့ပတ်သက်ပြီးတော့သူပြောထားတာကျွန်တော်ရှိတယ်။အမှန်တရားလေးဆိုတော့ သူထင်ထားတာနဲ့တော့နည်းနည်းလေးတော့ခြားနားမှုရှိတယ်ပေါ့ Finalist ကအဲသူ့အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲဒီစိတ်စိတ်တူဘယ်လိုပြောမလဲစိတ်စိတ်ကအရန်ကိုတူလွယ်တယ်ပေါ့နော်တခုခုဆိုလို့ရှိရင်ကျွန်တော်တွေနဲ့အရန် frustrate ဖြစ်လွယ်တယ်ပေါ့အဲဒါပေမဲ့လည်းလို့ဟုတ်ပြီရောင်းတယ် finalist ရဲ့ခေါင်းဆောင်မှုအည်သွေးကကျွန်တော်လုံးဝမေးခွန်းထုတ်လို့မရဘူးအဲအတင်းတင်းအတင်းကရှုံးနေနေဆိုလို့ရှိရင်တော့ Bruno Fernandes ကလုံးဝကိုဒီထိတ်ဆုံးကနေပြီးတော့ဗောနော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဝေဖန်ခံရတာတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဗောနော် ဟိုကိုဘယ်လိုမလဲအရင်ဆုံးခံရတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့သူကအဲ့လိုမျိုးဝေဖန်မှုတွေကိုအမှန်ကန်ဆိုသူတို့အတုံးချပြီးတော့ပိုကောင်းတဲ့ကစားမတယောက်ဖြစ်အောင်သူကြိုးပမ်းနေတာပေါ့ဗျာဒါကြောင့် Bruno Fernandes ဒီအတင်းအတွက်အင်မတန်ကိုဒါတင့်တော်ကောင်းမွန်တဲ့ leader တယောက်ဖြစ်တယ်ဆိုတာကိုပြောထားတယ် Fernandes နဲ့ပတ်သက်လို့ရှိရင်ခေါင်းဆောင်မှုအပိုင်းမှာက ဟိုကျွန်တော်ကတော့တိတ်ပြီးတော့မေးခွန်းထုတ်စရာမရှိဘူး။ဒါပေမဲ့ကျန်တဲ့သူတွေကျွန်တော်ထားပါရယ်မေးသူတို့စီမှာပဲဖြစ်ဖြစ်ပြန်မှာပဲဖြစ်ဖြစ်ပေါ့နော်။မီဒီယာပိုင်းနေမှာဆိုလို့ချင်းတောက်လျှောက်ဆိုလို့ကျွန်တော်ပေါ့နော်။ဒါမေးခွန်းတွေပိုင်းထုတ်နေကြတာတော့အဆင်မပြေဘူးဆိုပြောလိုက်ကြပြန်ပြီ။အဆင်ပြေပြီလို့ပြောလိုက်ကြပြန်ပြီ။ဒါမှမဟုတ်ဆိုတဲ့အခါကျတော့တိတ်တော့ပြောစရာတော့ကျွန်တော်မရှိဘူး။အခုလည်းရှိအမိုရင်ကဘယ်လိုပြောမလဲ။လက်တလောကျွန်တော်လေပေါင်းအသင်းကိုကျွန်တော်နိုင်ထားတယ်။အဲပြီးလို့ရှိရင်ကျွန်တော်ဒီ channel line ကိုကျွန်တော်နိုင်တာနှစ်ပွဲစတက်ထိပါကျွန်တော်နိုင်နေပေါ့နော်အဲ့ဒီနိုင်ပွဲတွေနဲ့ပတ်သက်လို့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့အတွက်ပေါ့နော်ဟိုတေချာပေါက်လောက်ရမှာတစ်ခုက ကျွန်တော်အနေနဲ့ဒါအာယုံစိုက်ပြီးတော့ကစားနိုင်ဖို့ဖြစ်တယ်ပေါ့နောက်တစ်ခုကကျွန်တော်အနေနဲ့ တပွဲနဲ့တပွဲမှာပြိုင်ဘက်တွေကတယောက်နဲ့တယောက်မတူတာဖြစ်တဲ့အတွက်အဲ့ဒီမတူတဲ့ပြိုင်ဘက်တွေကိုကျွန်တော်တို့ကဗောနောလုံးဝအာယုံဆိုင်မှုအပြည့်နဲ့မတူညီတဲ့ပုံစံနဲ့တွားပြီးတော့ရှင်ပြိုင်ကစားနိုင်ဖို့ကျွန်တော်လိုတယ်ဗောပြိုင်ဘက်ကဘလို့ကစားတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီအတိုင်းလိုက်လျောညီထွေနဲ့အကောင်ဆုံးဖြစ်အောင်ကျွန်တော်နေတယ်ဗောနောကစားနိုင်ဖို့ကျွန်တော်လိုတယ်အဲလေပောင်းသင်းတဲ့ပွဲစဉ်မှာဆိုလို့ရှင်လည်းပဲကျွန်တော်တို့ပွဲဆဆချင်းကျွန်တော်ဥဆောင်ကူရခဲ့တယ်ဆိုတဲ့အခါကျတော့ဗောနောကျွန်တော်တို့ကလက်ကျန်မိနစ်တွေမှာ မတူညီတဲ့ချင်းကပ်ပုံနဲ့ပဲကျွန်တော်ကသွားခဲ့ရတော့တာပေါ့ဆိုတော့ကျွန်တော်တို့အရေးကြီးတာဒီပွဲတစ်ပွဲနဲ့အတွဲမှာအတွဲတစ်ပွဲနဲ့တစ်ပွဲမှာမတူညီတဲ့ချင်းကပ်မှုပုံစံတွေကိုပေါ့နော်ကျွန်တော်ကချပြနိုင်မှုဖြစ်တယ်အဲ့ဒီမှာလိုက်ပြီးတော့ကစားရဖို့ကျွန်တော်ဖြစ်တယ်ပေါ့ဒီနေရာမှာကျွန်တော်ဒါတွေကဟိုတက်တက်ကျွန်တော်ပြောတာပေါ့နော်ဟိုလီဗာပူးတင်းရဲ့ပွဲစဉ်မှာကိုရီဆော့ဆော့စီစီဂိုးရသွားတာလီဗာပူးတင်းရဲ့ဘက်ကဂိုးစမရတာတော်တော်လေးကိုကန်ကောင်းသွားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကဥဆောင်ကိုဆော့ဆော့စီစီရလိုက်ပြီဆိုတော့ ကိုရီးယားပလန်ကပြောင်းပြန်ဖြစ်သွားပြီဗျာတိလားကျွန်တော်ကလေဘာအုပ်ကွင်းမှာဆိုလို့ရှိရင်ဥဆောင်ကိုရဖို့လို့နိုင်ဖို့လို့ကျွန်တော်တွေးမထားတဲ့အခါမျိုးဆိုတော့โอเคငါတို့အနေနဲ့အမှတ်ဆုံးရှုံးမှုမရှိရင်တော့မှတော့တော်ပြီပေါ့နော်သုံးမှတ်ဆုံးမရှုံးရင်တော့မှတော်ပြီဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘယ်လိုရောမလဲချင်းကက်ခဲ့တာလေဖြစ်ကောင်းဖြစ်မှာပဲအဲ့လိုမျိုးမှမှကိုရီးယားဥဆောင်ကိုတွေတွင်းသွားပြီးတော့လက်ကျန်မိနစ်တွေမှာโอเคငါတို့တွေခန်းစစ်ဆော့ကြမယ်ဟိဆိုတဲ့ပုံစံမျိုးပြောင်းသွားတာကိုသူပြောတာဒါကြောင့်လည်းပဲကျွန်တော်တွေးရတာပဲတကယ်တကယ်ဥဆောင်ကိုလည်းစတော်စီစီရရော ဘလောက်ပဲ risk များတယ်ပဲပြောပြော risk နည်းတယ်ပဲပြောပြောတတ်နိုင်တဲ့များအလုံးတိုင်းကိုကျွန်တော်ကန်တင်နေတာเนาะကန်တင်နေတဲ့နေရာမှာလဲဒါသူရည်ရွယ်ချက်နဲ့သူတို့ရှိတာပေါ့လေဒါပေမဲ့ MOD ပြောသလိုပဲလီဗာပူးနဲ့ပွဲစဉ်မှာစတော်စီကိုရခဲ့တယ်ဆိုတဲ့ခါကျတော့လက်ကျန်မိနစ်တင်မှာကိုရီးယားပေါ့နော်ပွဲပေါ်ကျွန်တော်ဒါချင်းခဲ့တဲ့ပုံစံမျိုးကပြောင်းလဲသွားပြီးတော့ကျွန်တော်အနေနဲ့လက်တလုံးနိုင်ပွဲရရတယ်ဆိုတဲ့နေရာမှာလဲကိုရဲ့ပြိုင်ဘက်အပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော်ပြောင်းလဲမှုတွေလို့ကစားတဲ့အခါမှာအာယုံဆိုင်မှုအပြည့်နဲ့ကစားနိုင်လို့ဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ် ဒါကြောင့်လာမယ့်ပွဲဒီမှာဆိုလို့ရှိရင်အသင်းအနေနဲ့ဘယ်ပွဲပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ပွဲပဲဖြစ်ဖြစ်ကျွန်တော်အာယုံဆိုင်မှုအပြည့်နဲ့ကစားနိုင်မှုလိုတယ်ပေါ့ဗျာဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါတော့ကျွန်တော်ကွန်မန်နီကိုကျွန်တော်ကြည့်ကြည့်အောင်နော် MODing ကတော့တပွဲချင်းစီတိုင်းကိုပေါ့နော်ကျွန်တော်ပေါ့နော်အဲတပွဲချင်းစီတိုင်းကိုကျွန်တော်အနေနဲ့ဒီအာယုံဆိုင်ပြီးတော့ကစားဖို့အတွက်ကျွန်တော်ကပြောပြောသွားတာဆိုတဲ့အခါကျတော့လေအဲမင်္ဂလာပါနဲ့အဲမင်္ဂလာပါကွန်ပျူတာမင်္ဂလာပါမနေ့ပြန်ကြာလို့ရှင်ဝေါ်ချောင်းရှိတယ်ဆိုတော့ချောင်းရှိပါတယ်နော်မနေ့ပြန်ဝေါ်ချောင်းရှိပါတယ် အဲကျွန်တော်တို့ကိုကျွန်တော်ဒီကနေပဲကျွန်တော်လောက်ရမှာပဲဆရာသမားကြီးเนาะကျွန်တော်တို့လည်းအိမ်မပြန်ပြေးသေးဘူးဆိုတဲ့အခါကျတော့မင်္ဂလာပါโอเคပါ United နဲ့ Brighton ကတပတ်ခါရတဲ့ Real နဲ့ Barca ပွဲတွေကိုကျွန်တော်ရှိလာတယ်เนาะတပတ်ခါ Real Barca ပွဲကျွန်တော်ကြည့်ရအောင်ပဲကြည့်ရအောင်မယ်ဆိုတော့မတင်ကြောက်ဘူးတိလားမတင်ကြောက်ဆိုတာအော်နည်းနည်းဝေချောင်းလို့လို့တိတ်ပြီးတော့ကောင်းတဲ့အနေဒါမဟုတ်ဘူးဖြစ်နေဒီမှာအဲ့လိုမျိုးဆိုတော့ Manchester United နဲ့ပွဲတော့ကုပွဲတော့မဖြစ်မနေလောက်အောင်ပါเนาะကုပွဲတော့မဖြစ်မနေလောက်အောင်ပဲဒါပေမဲ့ကြံတာကကျွန်တော်တိတ်ပြီးတော့ကျွန်တော်အဲ့လောက်မတင်ကြောက်ဘူးเนาะ အဲမန်နေဂျာမူကဘယ်တော့မှဆော့ပြပြန်ဆော့မလဲမသိသေးပါဘူးဆက်တမိုင်းတော့ကျွန်တော်ပြန်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့เนาะဟိုဆော့ဖို့လိုရမှာပေါ့ပြန်ရောက်ပြီဆိုလို့ရှိရင်တော့တည်းကပြန်မရောက်သေးဘူးဖြစ်နေတော့ချစ်သူများဒီမှာလေအဲချစ်သူများဒီမှာလေချစ်သူများဒီမှာလေเนาะအဲကနာလေးเนาะကနာလေးကနာလေးအင်းကြာတယ်ဗျာနေเนาะဘယ်ဟုတ်ကြာမှာတော့ခုနကเนาะ30မိနစ်မှာချက်ချင်းသွားတာပဲလीเนาะဘာဟုတ်ကြာမှာတော့ကျွန်တော်တို့ပြောထားတယ်လीเนาะသူ့အချင်းချင်းသူဟိုဖြစ်ထားတယ်လीဘယ်ဟုတ်ကြာမှာတော့ဆက်မှာเนาะ ပင်းစားပြီလားဘာမှမစားသေးဘူးဆရာသမားရေနော်ဘာမှမစားသေးဘူးမလီရသွားပြီတဲ့အခုမထစ်တော့ဘူးတဲ့โอเคပါချစ်တိများကြီးပါတယ်အဲရက်တောက်တက်လားဆိုတော့မနော်မလီရေနော်အသေးခွင်းရောတော့တော့တာပဲလေရက်ကတော့နော်အသေးခွင်းမြက်ရက်ကတော့တော့တာပေါ့ဟုတ်တယ်မလားနော်ဘယ်မတောက်လို့ရမလဲနော်ကိုကဘာလို့မလို့ရက်တောက်လာဘာညာဝီတောက်လာဘာညာမီးပြီးရောပို့ပြီးမလို့လားပို့ပို့ပြီးမို့ဆိုရင်လည်းပို့ပြီးလဲဆရာကြီးနော်ပို့ပြီးမို့ဆိုရင်လည်းပို့ပို့ပြီးလိုက်အဲအခုမထစ်တော့ဘူးတဲ့ခုနကထစ်နေလို့ဗျာတဲ့နော်โอเคပါ အဲ line အဆင်မပြေဘူးထင်တယ်တဲ့အခုတော့ရသွားပါပြီတဲ့ okay ကျေးဇူးများဒီမှာတဲ့ကျေးဇူးများဒီမှာတဲ့မကွိုင်းရကလည်းနာပြန်ပြီလားတဲ့ဟုတ်တယ်မကွိုင်းရနဲ့မကွိုင်းရနဲ့လူရှော်ဆိုမကွိုင်းရနဲ့မီဆန်မောက်သူဟိုလိုမျိုးနာတာမဟုတ်ဘူးပြည်တယ်နော်ဟိုလိုမျိုးနာတာမဟုတ်ဘူးနည်းနည်းပေါ့နော် TI မှုရှိသွားတာပေါ့ဗျာဆိုတော့100%ကျွန်တော်ကစားလို့မရဘူးပေါ့နော်ဒါပေတော့အရန်ကုန်နေပါဒီမှာကျွန်တော်ရောက်သွားမှာမျိုးဖြစ်ကောင်းလေးဖြစ်မှာပေါ့နော်ဒီနေရာမှာလန်နီယူရိုပါလာမယ်ဗျာမကွိုင်းရနေရာမှာဟုတ်တယ်မလားဒီလေးကအလေပြန်ရောက်သွားပြီးတော့ပြီးမီဆန်မောက်နာတယ်ဆိုတော့မီဆန်မောက်မပါနိုင်ဘူးဆိုတော့ ်ပါဖို့မတည်ကြဘူးဆိုတော့ဒါ search ကိုရောက်လာမယ်ဗျဒါဒါရှင်းရှင်းလေးပဲဟုတ်တယ်မလို့ search ကိုရောက်လာမယ်အဲ့တော့ကျွန်တော်အနေနဲ့အဲဘယ်လိုပြောမလဲဒီဒီနှစ်ယောက်ကသူ့နေရာသူပြန်ရောက်လာမှာပဲဆိုတော့တခုပဲကောင်းတာကစူးစူးဝါးဝါးကျွန်တော်မဟုတ်ဘူးเนาะအရန်ကုန်ဒီပါဒီမှာတော့ပါမယ်ဆိုတဲ့သဘောပဲเนาะ Martinez ကိုပါစီကျင်လာတဲ့ Martinez ကတော့တော့တည်းမပါနိုင်သေးပါဘူးเนาะ MOD ကလုံးဝကိုအဲပါနိုင်မှာမဟုတ်သေးဘူးလို့သူပြောထားတော့ငယ်ဆက်တယ်မှာเนาะမေဆန်မောင်းကဘာဖြစ်တာလဲတဲ့ခုနကလိုပဲကျွန်တော်ခုနကပြောလိုပဲကျွန်တော်တို့ဘာလို့ဒီနည်းနည်းထိခိုက်မှုတွေကျွန်တော်ရှိသွားတာဗောနော်ထိခိုက်မှုတွေကျွန်တော်ရှိတာထူးထူးခြားခြားကျွန်တော်မဟုတ်ပါဘူး အဲမင်္ဂလာပါတယ်မင်္ဂလာပါโอเคပါအဲဆိုတော့နော်ကိုနေလင်းထက်တယ်နော်ဟိုအာဘီပြင်ပြပါဗျာနဲ့ဆက်သမနော်ဟိုကိုကွန်မဏီဘာလို့စပန်ရအောင်ဘာလို့မအောင်နော်မလေးကြည်တိများတွေမာတယ်ကြည်တိများတွေမာတယ်အချင်းကောင်းပါမလားနဲ့နော်စောင့်ကြည့်ရမှာပေါ့နော်အချင်းကောင်းပါမလားဆိုအချင်းမကောင်းနေရကျွန်တော်ဘာရှိမှာဟုတ်တယ်မနော်သူ့ဟာနေသူအချင်းကောင်းရင်လည်းကောင်းသွားမှာပေါ့ဗျာနော် အဲဆိုတော့ Real Madrid နဲ့ပေါ့နော် Real Madrid နဲ့ Barcelona ပွဲကိုလှုပ်စေချင်တာတဲ့နော်โอเคပါပွဲတော့ပွဲကောင်းပါပါဒါပေမဲ့ဒီတိုင်းဒီတိုင်းကြည့်ရပဲကောင်းပါတယ်နော်ဟိုကျွန်တော်ကကျတော့ဒီမှာကျွန်တော်တိတ်ပြီးတော့အဆင်မပြေဘူးတည်လားဒီမှာကလေဟိုကျွန်တော်ဘာဖြစ်ရလဲဒီမှာတိတ်အဆင်မပြေဘူးဆိုတော့โอเคဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်သွားကြည့်အောင်နော်အဲနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့သွားကြည့်အောင်โอเคအဲဘာလို့ဆဲနေတာလဲနဲ့မကြည့်ရင်ထွက်သွားတာမထွက်နော်နေနေပါစေနေပါစေတည်တယ်မလားနေပါစေကြည့်နော်အာ သူတယောက်တည်းနေမှာပါနော်ဘဝမှာသူနည်းနည်းခက်ခဲတာတွေဖြစ်တဲ့နေရာတွေနဲ့တူပါတယ်နော်အလုတ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 ်တွေအလုတ်အလုတ်တွေဘာတွေမှာအဆင်မပြေခဲ့တည်ရမလားနော်မိသားစုတွေမှာဘယ်လိုပြောမလဲအဆင်မပြေခဲ့တည်တယ်မလားတိတ်ပြီးတော့မိသားစုပေါ်မှာအကျုံးမပြုနိုင်ဘူးနင်ကဘာညာဘာညာပြောလိုက်တဲ့ကံကျတော့နော်ဘယ်လိုပြောမလဲနည်းနည်းသိခံစားပြီးတော့နော်ကိုကိုကိုအသုံးမကျဘူးလို့ထင်ပြီးတော့ဒီရောက်လာပြီးရင်ပက်ရန်နေတာဖြစ်မှာပါပဲနော်ခင်ဗျားတို့အဲ့လိုမျိုးကျွန်တော်ကျွန်တော်တို့ကဖိမရမယ်လေဖိမရမယ်လေနော်ဘယ်နဲ့ဆွတ်ဆက်ဘန်းလို့ပဲရမလဲနော် နော်ဆရာသမားဆွတ်ဆက်ပန်လို့ပဲရမလဲနော်တို့တို့ဒီအဲ့လိုမျိုးတိတ်ပြီးတော့ပြီးရမလဲလူလူပေါင်းလူလောကမှာအရင်အဆင်မပြေတဲ့သူတွေသိရမလားမိသားစုတွေဘာကြီးတဲ့လူလုံးတွေမှာသိရမလားကိုအသုံးမကျဘူးလို့ဖြစ်နေတဲ့သူတွေကိုကျွန်တော်တို့ကဖေးမှမယ်လေနော်မိမအဲ့လိုဒီတယောက်ကအသေးပုံအချမ်းအကွေးတွေဘာကြီးရော လာမန့်နေရတော့နော်အာနော်နော်လေနော်ခဏလေးခဏလေးပန်းလိုက်အောင်နော်အဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးတွေအားလုံးဘာလို့မဟုတ်လို့နော်အဲရော့နော်โอเคနောက်တစ်ခုကျွန်တော်စနေနေ့က drawing ရဟာကျွန်တော်တို့အတွက် imminent ကိုနေတာ เนาะผิดดีล่ะผิดดีล่ะเสมาอืม sorry ว่าวอจองวอจองอสินปิยองลูกเนาะเอ่อวอจองอสินปิยองลูกจนจนจนเบอินเทอร์เน็ตเนี่ยปูอสินปิเลยจนซั้นนี่ตรงหมดขนาดนี้เนาะอืมဖုန်းကအင်တာနက်နဲ့ချိတ်လိုက်တာတော့နည်းနည်းကောင်းသွားတာပဲဟမ် alright uh block တွေဘယ်ချိန်ပြင်တင်ပြီးမှလဲ block တွေကနှစ်ပတ်တစ်ခါလေးနှစ်ပတ်ပြည့်သွားရင်တော့ကျွန်တော်တက်လာမှာပါเนาะသူသူတက်လာပါလိမ့်မယ်သူနေရာသူเนาะ okay ခြေတိများတွေမှာလဲခြေတိများတွေမှာလဲခြေတိများတွေမှာလဲဘယ်ဒီလျှောက်သွားရင်လို့ line တွေမကောင်းဖြစ်နေရလဲတဲ့เนาะအဲ့လိုပါဆိုမှပဲဟိုရည်သားတွေကဟိုဘယ်လိုမလဲတေပါတွေရည်ဆောက်ထားတဲ့အခါကျတော့သူတို့စီကိုအလဲကြပြင်နေမှာကယ်လင်နာကြသွားလဲပြီးနေရတာเนาะ okay ဆိုတော့နိပြအမူရင်းကကျွန်တော်နေနေပါเนาะအခုကောင်းသွားပြီဒီမှာเนาะအဲပြောပြကြပါအောင်ဆက်ပါเนาะနိပြအမူရင်းကကျွန်တော်ဆက်ပြီးတော့ပြောထားတယ် အဲဗာလဲဆိုတော့ကျွန်တော်တို့ပေါ့နော်အသင်းရဲ့အနေထားကိုအရင်ကြီးအပြောင်းလဲလုပ်လို့မရဘူးပေါ့ဒါပြီးကျွန်တော်အနေနဲ့လည်းအပြောင်းအလဲတွေအများကြီးလုပ်ချင်တဲ့အဲသူမျိုးမဟုတ်ဘူးပေါ့နော်အဲသို့တော်လည်းပဲကျွန်တော်တို့လက်ရှိအသင်းမှာကဒီအရာကြီးတစ်ခုကြောင့်ပေါ့နော်အဆင်မပြေဘူးဖြစ်နေနေဆိုတဲ့ပုံစံမျိုးတွေကကျွန်တော်မှားနေတယ်ပေါ့နော်ဆိုတော့အကယ်လို့ခင်ဗျားကမန်နေဂျာတယောက်ဖြစ်ပြီးတော့နိုင်ပွဲတွေရအောင်လှုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုလို့ရှိရင်လူတွေကခင်ဗျားကိုတန်တရားဝင်လာမှာပဲဆိုတော့အခါကျတော့ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်တို့ကနားလည်ထားပြီးသားသို့တော်လည်းပဲပေါ့နော်ကျွန်တော်တို့က ဘယ်လိုပြောမလဲဒီကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းကိုသွားနေတဲ့ဘောနော်ကျွန်တော်အချင်းကြီးကိုအကောင်ဆုံးသဘောပေါက်ထားဖို့လိုတယ်ပေါ့ကျွန်တော်တို့ကကိုကိုနေရာနဲ့ကျွန်တော်တို့ကကိုသွားခြင်းနဲ့လမ်းကြောင်းကိုကျွန်တော်တို့ကသဘောပေါက်ထားဖို့လိုတယ်ပေါ့နော်ဒီပြောချင်တာကတော့ဗျာ तू ကလက်ရှိတော့တင်မှာကျွန်တော်တို့နိုင်ပွဲလေးတွေပြန်ရလာပြီနိုင်ပွဲလေးတွေပြန်ရလာပြီဆိုတော့သူ့ရဲ့3421 formation ကြီးကိုသိတယ်မလားအပြောင်းလဲလောက်တာမလောက်တာတွေနဲ့ပတ်သက်လို့ပြောကြဆိုကြတယ်မလားเนาะပြောကြဆိုကြတယ်မလားဆိုတော့ အဲအဲ့တော့သူကအပြောင်းလဲမလို့မလို့ဖြစ်ဘူးအပြောင်းလဲတခုတပွဲတပွဲနဲ့တပွဲကိုအပြောင်းလဲဒီအများကြီးမလို့ဖြစ်ဘူးဆိုတာကိုသူပြောထားတာเนาะလောလောဆယ်မှာတော့နိုင်ဝဲတွေပြန်ရနေပြီဖြစ်တဲ့အတွက်เนาะ out of position shape ဒီပါလေသူပြောင်းလဲထားတာလေသူနည်းနည်းလေးဆိုနည်းနည်းလေးပြောင်းလဲထားတာလေဒီကအဆင်ပြေနေတယ်လို့လည်းကျွန်တော်ပြောရမှာပါဗျာမင်္ဂလာပါလေโอเคပါမနေ့ပြန်ဒီ line နဲ့ watch လောက်လုပ်ရတယ်เนาะโอเคပါအခုတို့ဒါအဆင်ပြေတယ်ထင်တယ်เนาะဒီ line ရနေเนาะဒီ line ရအဆင်ပြေတယ်ထင်တယ်เนาะ okay 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 เนาะ နောက်တစ်ခုက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  Brighton နဲ့ပတ်သက်ပြီးတော့တော့သိတယ်မလား ဘရိုက်တန်ရဲ့ကစားပုံပေါ့နော်ဖာဘီယန်ဟန်စလာရဲ့ကစားပုံဟာဘယ်လောက်ထိကျွန်တော်တို့အနေနဲ့ပေါ့နော်ပြိုင်ဘက်တွေကိုဒုက္ခပေးနိုင်စွမ်းရှိတယ်လေဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်ပေါ့နော်သူတို့ကသူတို့သွားကျင်တဲ့လမ်းကြောင်းအတိုင်းကိုအင်မတန်ကိုယုံကြည်ကြသူတွေဖြစ်ပြီးတော့သူတို့ရဲ့ကစားပုံကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဘရိုက်တန်ရဲ့ပွဲကကျွန်တော်တို့အတွက်အင်မတန်ကိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်ဘရိုက်တန်ကကျွန်တော်ကြည့်ရတာပေါ့နော်အင်မတန်ကိုပျော်ဖို့ကောင်းတယ်လုံးဝပေါ့နော်စိတ်ဝင်စားဖို့ဖန်ဖြစ်ဖို့ကောင်းတဲ့ အတင်းအတင်းဖြစ်ပြီးတော့သူတို့ရဲ့ကစားကွက်တိဆောက်တဲ့ပုံစံဒီမှာဆိုလို့ရှိရင်လည်းပဲတော်တော်လေးကိုကောင်းတဲ့အတင်းဖြစ်တယ်ပေါ့နော်ဒါအပြင်သူတို့အနေနဲ့ပေါ့နော် transition ဒီထားပါတော့ counter attack တွေဘာဒီမှာဆိုလို့ရှိရင်လည်းပဲတော်တော်ကိုအားကောင်းတဲ့အတင်းအတင်းဖြစ်တယ်ဟိုသူတို့အနေနဲ့ set piece တွေမှာဆိုလို့ရှိရင်လည်းပဲဒီရာဒီမှာဖြည်းဖြည်းချင်းနဲ့အဆင်ပြေလာပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲ။ Brighton ကိုရှင်ပြီးတော့စော့နိုင်တဲ့အတင်းဆိုတာဒီ league မှာအများကြီးမရှိဘူးပေါ့။ဆိုတော့ကျွန်တော် Brighton နဲ့ကစားမယ့်အချိန်မျိုးမှာတကယ်ကိုစမတ်ကြကြကျွန်တော်ရှင်မယ်ကစားနိုင်ဖို့ကျွန်တော်လိုတယ်။ တော့ focus တွေအပြည့်ထားနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့နော်။ဒါကြောင့်လောတင်မှာဆိုရင်ကျွန်တော်တို့ကိုဟိုဘယ်ပြောမလဲလုံးဝအဆောင်ဖြစ်တဲ့အင်အားကောင်းနေဆိုတဲ့အသည့်နေနဲ့တွေ့တဲ့အခြေအနေမျိုးမှာဟိုပို့ပြီးတော့အယုံဆိုင်မှုအပြည့်နဲ့ကျွန်တော်ကစားနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့။ဒီဘက်မှာကျွန်တော်အနေနဲ့ intensity အပြည့်နဲ့ကျွန်တော်ကစားနိုင်ဖို့ကျွန်တော်လိုတယ်။အဲ Brighton နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းပဲဟိုပြိုင်ဘက်ကပေါ့နော်တကယ် NDA များတဲ့အသင်းဖြစ်တာကြောင့်ကျွန်တော်တို့အဲ့ဒီအသင်းကိုရှင်ပြိုင်နိုင်ဖို့အတွက်ကျွန်တော်တို့မှာ quality ကောင်း ကစားမားတွေကျွန်တော်ရှိတယ်ပေါ့နော်။ဒါကြတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ under pressure ဒီ pressure တွေရှိနေတဲ့အချိန်ဒီမှာတောင်မှကိုယ်သင်းကကောင်းကောင်းတုံ့ပြန်နေတဲ့အနေအထားဆိုတော့ကျွန်တော်တို့ကတော့ဒီဒီ Brighton ကိုရှင်ကစားမယ့်အချိန်နေထားမှာပွဲချိန် FPI ကိုစိုက်ဖို့လိုတယ်ပေါ့။ဒါအပြင် Fabian Hasler ရဲ့ Brighton ကလည်းပဲ under pressure အောက်မှာတတော်ကိုတုံ့ပြန်နိုင်တဲ့အသင်းမျိုးဆိုတော့ကျွန်တော်တို့သတိထားမှရမယ်ဆိုတာမျိုးသူပြောသွားတယ်။ဆိုတော့ဒါကတော့လက်ရှိအသင်းဘက်ကထုတ်လွှင့်လာသလောက် ဟိုဘယ်လိုဘယ်လိုပြောမလို့ဒီ press conference ပေါ့လေသူပြောထားတာတွေတော့ကျွန်တော်ပေါ့နော်ဆိုတော့ဒီအများကြီးလဲကျွန်တော်ကျန်တာတွေလဲကျွန်တော်ရှိချင်ရှိအောင်ပါဗျာနော်အမင်္ဂလာပါโอเคပါဆက်သမိုင်းနော်မင်္ဂလာပါနော်အဲအားကြရဲပြရတယ်နော်ဆက်သမိုင်းဘယ်လားကျွန်တော်မှအားကြရတယ်ဘာမှမရှိဘူးဆက်သမိုင်းနော်အားကြရတယ်ဘာမှမရှိဘူးရုပ်ရည်လေးပဲရှိတယ်နော်ရုပ်ရည်လေးပဲရှိတယ်အားကြရတယ်ဘာမှမရှိဘူးနော်ကျိုးရည်လေးအားကြရဲပါ냐ဆိုရင်တော့ထားပါဒါတွေကခင်ဗျားတို့ရနိုင်တဲ့အရာတွေမဟုတ်ဘူးဆိုတော့လေအားကြမနေနဲ့အလကားပဲเนาะဟိုကျန်တာတွေကတော့ကြုံမှာအားကြကြမရှိဘူးဆက်သမိုင်းเนาะ မင်္ဂလာပါတဲ့မင်္ဂလာပါမင်္ဂလာပါเนาะတနင်္ဂနွေနေ့အက်ကလစီကိုဒါဘီပွဲရှိတယ်เนาะဟုတ်ကဲ့ပါအဲဆိုတော့ Brighton ကိုရှုံးသွားလို့ရှိရင် manager ပြောင်းလဲဖြစ်မလားတယ်เนาะဆက်သမားတွေသူ့ကိုကျွန်တော်နှစ်နှစ်သုံးနှစ်ပေးမယ်လို့ပြောထားတာဆက်သမားเนาะအပြောင်းလဲဘလို့ဖြစ်မှာတော့လေဘာဦးကိုနိုင်ပြထားတာနေနေเนาะအပြောင်းလဲရမဖြစ်တော့ဘူးလीเนาะအာမခံချက်ကျွန်တော်ကျွန်တော်သာရသွားလို့အာမခံချက်ရသွားပြီလीเนาะဆက်သမားတွေเนาะ comment တွေ mass spam ပါနေเนาะကျေးဇူးများတင်ပါတယ် တော့နော်ဒီ line လေးကကောင်းနေပြားတယ်ဒီ line လေးနဲ့လွှင့်မားတယ်မနဲ့ပြန်နေနော်ဟုတ်ကဲ့ပါကျေးဇူးများနေပါတယ်အခုတော့မထစ်တော့ဘူးတဲ့ okay ပါ okay ပါနော်ရေးသားပြခိုင်းဘာလို့အောင်လို့ဒီပဲရနော်ဟိုကွန်မန်နေခဏလေးနော်အာယီချန်ပီယံလေးရသွားရင်ဘယ်လိုလုပ်မလဲတဲ့နော်အာချန်ပီယံလေးရသွားရင်ဘယ်လိုလုပ်မလဲဆိုတော့နော်ကိုကဘာလုပ်လို့ရမှာလဲဆရာသမားသူတို့ရသူတို့ရရင်တော့ကိုဘာလုပ်လို့ရမှာလဲနော် 25ရက်နေ့နိုင်တချင်းနဲ့ဖြိုးဖြိုးတော့တယ်နော်။ဘာတချင်းမှမရတော့ဘူးဆရာကြီးနော်။အဲ့ဒါတော့ခေါင်းထဲမှာဘာလို့ရှောက်ထွက်လာမှမသိဘူးနော်။အာခီးသွားတဲ့နေရာမှာလိုက်ကြည့်သွားတာဆင်မပြေဘူးဖြစ်နေတယ်လား။ဘယ်လိုလုပ်ကြမလဲ။လိုက်သွားတာချင်းဒီမကောင်းဘူးဖြစ်နေတယ်လား။ခင်ဗျာဗဇက်ရတာခန်းနေတာလည်းစော်လည်းမရှိပဲနေတယ်နော်။ဟုတ်ခင်ဗျားတို့ခက်တော့တာပဲနော်။ ပြည်တနာတော့မဟုတ်ရင်တော့ချပြလိုက်ပြီးတည်လာနော်ပြည်တနာကောင်းမလေးဆိုတာကအကိုချိဖို့ထားရတာဗျာသူများသူများမြင်ဖို့ဒီသူများကိုတက်တည်ပြဖို့ထားရတာမဟုတ်တဲ့ခါကျတော့နော်ကိုရီးယားမပြတာမဟုတ်လို့ရှင်တော့ခင်ဗျားတို့နော်လာမင်းတူတူတောင်လိုက်လွင်ပြီးတော့မင်းကစ်စင်းကိုဆွဲတောင်ပြလိုက်အောင်မင်းမြန်လဲနော်အဲအဲ့မှာပဲလုံမလာတဲ့ watch လောင်းကားတဲ့နော် watch လောင်းကားတော့အခုလောလောတည်းတော့ဒီမှာဖြစ်ဖို့များပါတယ်နော်ဒီမှာဖြစ်ဖို့များတယ်နော်ဟိုကျွန်တော်ဒီမှာပဲဖြစ်ဖို့များတယ်ဆက်မိုင်းနော် ဆိုတော့ Brighton တော့လန့်နေပြားတယ် Brighton လန့်စရာပဲတည်တယ်เนาะเนาะ Brighton လန့်စရာပဲဆက်တယ်မှာဘာလို့လဲဆိုတော့ Brighton ကကိုရီကိုဒုက္ခပေးတယ်ဒီကောင်ကြီးဘယ်နှစ်တောင်ကျွန်တော်ရှိနေပြီနော် Brighton ကကိုရီဒုက္ခပေးတယ်ဘယ်နှစ်တောင်ရှိနေပြီတော့အချင်းကြီးကမဟန်မှုဆက်တယ်မှာကြီးเนาะမဟန်မှု Brighton ကလीเนาะ Real ဘာကာပွဲကတော့မလွှင့်တော့ပါဘူးဆက်တယ်မှာเนาะဒီနေ့ကျွန်တော်စနေနေ့ပွဲတနင်္ဂနွေနေ့ပွဲတွေလည်းကျွန်တော်တိတ်လွှင့်ပြီးတော့မယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะစောင့်တော့ကျွန်တော်ကြည့်ရမှာပါเนาะပြောလို့လို့မရအောင်တနင်္ဂနွေနေ့ကမိရင်မိမှာနော် โอเคဆိုတော့အမ်ဆိုတော့ဆိုတော့ဆိုတော့ခြေတိများနေပါတယ်ခြေတိများနေပါတယ်โอเคโอเคဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပါမယ်เนาะမနေ့ပြန်ကြမှာကျွန်တော်တို့ဒါဘာတွေဆက်ပြီးတော့ကျွန်တော်တက်လာအောင်မလဲကျွန်တော်ကြည့်ရမယ်เนาะညီကလို့ရောဘလို့မြင်ရလဲလက်ရှိညီပြဖြစ်တဲ့ဒီဟိုပြောထားတာနေနဲ့ပတ်သက်ပြီးတော့အမိုရင်းပြောထားတာနေနဲ့ပတ်သက်ပြီးတော့မနေ့ပြန်ကြရင်တော့ဆက်ပြီးတော့ထွက်လာလိမ့်အောင်မလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကြည့်နေကြတဲ့ညီကိုလေးเนาะကျွန်တော်တို့က900ကျော်ရှိပါတယ်တယောက်ချင်းစီတန်းကိုခြေတိများနေပါတယ်ဆိုတော့နောက်မှကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးပါ